တရဏဂုံရဲ့အရှိန်အဝါကိုကြာဆင်းစေတတ်တဲ့အကြောင်းသုံးမျိုးကဘာလို့ဆိုအညာနာနားမလဲတာတခုမသိဘူးဘယ်လိုကိုဝဲရမလဲဆိုတာမသိဘူးနော်တန်တရဟုံမဟုတ်ကလားဖះဆိုတာဟုံမဟုတ်ကလားဆိုရဲမယုံတယုံနဲ့ကိုခွဲတာနောက်တစ်ခုကမိစ္ဆာညာနာမှားရွဲ့တဲ့အတွေးတွေအမြင်တွေနဲ့ကိုခွဲတာ ဲ့ဒါဆိုလို့ရှိရင်ဒီတရဏဂုံဟာယော့နေပြီးတော့သွားလိုက်မယ်ဒါကြောင့်မို့အတိညာလည်းရှိရမယ်တန်တရားလည်းခင်းရမယ်မှန်ကန်တဲ့ညာအမြင်နဲ့ဖြစ်ဆောင်ရမယ်မှန်မှန်ကန်ကန်မြင်နိုင်ရမယ်လို့ဒီလိုဆိုတာအဲ့ဒီတရဏဂုံဟာဘယ်လိုအခါမှာပြတ်တတ်သလဲတရဏဂုံတချို့မေးလေးရှိတယ်တရဏဂုံပြတ်သလားမပြတ်ဘူးလားနတ်ရှိခိုးရင်ရောတရဏဂုံပြတ်သလားမပြတ်ဘူး အဲ့တော့ရှစ်ခိုးတယ်ဆိုတဲ့နေရာမှာကိုးကွယ်လို့ရှစ်ခိုးတာလားတော့မဟုတ်ကြောက်လို့ရှစ်ခိုးတာလားရွယ်ချက်ရှိသေးတယ်ပေါ့ဟာနတ်ဟာလောကမှာအမျက်ဆုံးပဲသူ့ရဲ့မြတ်တာမရှိဘူးတကိုးကြီးတယ်ဆိုပြီးတော့နတ်ကိုရှစ်ခိုးတယ်တကိုးကြီးလို့အရာရာကိုသိနိုင်တဲ့အနေနဲ့ကိုးကွယ်ပြီးတော့နတ်ကိုရှစ်ခိုးမယ်တော့မဟုတ်တခြားဘာသာဆရာဘာသာခိုင်းကိုရှစ်ခိုးမယ်အဲ့ဒီလိုရည်ရွယ်ချက်တင်နေရှစ်ခိုးမယ် အမှန်တရားကိုသိတယ်ဒီဘာသာမှာမှန်ကန်တယ်ဆိုတော့အနေနဲ့ရှ िख ိုးရင်တော့ဒါတရဏဂုံပြတ်တယ်အဲ့ဒါတရဏဂုံပြတ်တယ်အဲ့ဒီတရဏဂုံပြတ်မှုဟာအပြစ်လဲရှိတယ်ပေါ့အပြစ်လဲရှိတယ်လို့ဒီလိုဆိုတယ်ဟောအဲတရဏဂုံကဘယ်ချိန်မှပြတ်တတ်သေးသလဲလို့ဆိုလို့ရှိရင်ဘုရဘာသာဝင်နေတရဏဂုံတော့စောက်တည်ထားတယ်အသက်ရှိတယ် သို့သောတေသွားပြီဆိုလို့ရှိရင်တော့တရဏဂုံပြတ်တယ်အဲ့ဒါအဲ့ဒီပြတ်မှုကတော့အပြစ်မရှိဘူးတေသွားလို့ပြတ်တာကိုဘာဖြစ်လို့ပြတ်တယ်လို့ပြောတာတော့ဆိုဘုရားကုံတရားကုံသံဃာကုံသိနိုင်တဲ့စိတ်မှရှိမှမရှိတော့ဘူးတရဏဂမနာဆိုတဲ့စိတ်တုပ်ပတ်မရှိတော့မရှိသည့်အတွက်ကြောင့်တေလို့ရှိရင်တရဏဂုံပြတ်တယ်ဒါကြောင့်မို့လို့ဗမာပြည်မှာတရဏဂုံတင်နေတင်နေဆိုတဲ့အယူဆတစ်ခုထပ်ပေါ်လာတယ်တရဏဂုံကပြတ်သွားလို့ပြန်တင်ပေးတယ်ဆိုတော့ ို့သောတေတဲ့အပေါ်မှာလူသေးကောင်းကြီးကိုတရဏဂုံတင်လို့ရတော့မရဘူးသူဆောက်တည်ထားတဲ့တရဏဂုံဟာသူသေးသွားရင်ပြတ်သွားပြီမရှိတော့ဘူးဒီလိုဆိုလို့တယ်အဲ့တော့ဘေးကလူတွေကသာတရဏဂုံတင်တာအဲ့ပြတ်သွားတယ်ဆိုတာကိုအကြောင်းပြုပြီးတော့လောက်ကြပုံရတယ်တရဏဂုံတင်တယ်လို့ဆိုတာအမှန်ကတော့ဖြစ်တဲ့နာတရဏဂုံတင်တယ်ဆိုတာတေတဲ့လူကိုတင်တာမဟုတ်ဘူး သူ့အတွက်ရည်စူးပြီးတော့ကုသိုလ်ကောင်းမှုပြုဖို့အတွက်ကြံရင်တဲ့ပုဂ္ဂိုလ်တွေကတရဏဂုံစောင့်တည်တယ်ငါးပါးသီလခံယူတယ်ပြီးတဲ့အခါအမြတမ်းပေးဝေတယ်ဒါပဲဖြစ်ရအောင်အဲ့ဒါမှမှန်ကန်တဲ့လမ်းကြောင်းလို့ဒီလိုပြောရအောင်အဲသေရင်တရဏဂုံပြတ်တယ်သို့တော့အပြစ်ရှိလားဆိုမရှိဘူးလို့ဒီလိုပြောရအောင်ဟာအပြစ်မရှိတဲ့ဟာအကျိုးလည်းမပေးဘူးအဲ့ဒီပြတ်သွားတာအပြစ်မရှိသည့်အတွက်ကြောင့်မကောင်းကျိုးမပေးနိုင်ခொနာမကောင်းကျိုးကိုပေးနိုင် တရဏဂုံတခြားဘာသာကိုပြောင်းပြီးတော့ကိုးကွယ်လို့ဆိုလို့ရှိရင်တော့တော့အပြစ်ရှိတယ်ပြက်လဲပြက်တယ်လို့ဒီလိုပြောရမယ်ဒါတရဏဂုံနဲ့ပတ်သက်ပြီးတော့မှတ်เสียရလေးတွေပေါ့တရဏဂုံပြက်မပြက်